ဒါဟုတ်သုံးရင်မွေးမြူရေးခြံနေမှာခြံစည်းရိုးဘုံမကုံတော့ပါဘူး။နေပညာနဲ့ထိန်းချုပ်နေတဲ့ခြံစည်းရိုးဆိုတာနွားတွေသိုးတွေကိုသတ်မှတ်ထားတဲ့နေရာအတွင်းမှာလွတ်လွတ်လပ်လပ်စက်စားနိုင်အောင်ထိန်းသိမ်းပေးတဲ့ခင်မီနီပညာတစ်ခုဖြစ်ပါတယ်။ရိုးရိုးခြံစည်းရိုးတွေလိုမြေကြီးထဲမှာတိုင်နေစိုက်ထူစရာမလိုပဲနေပညာကိုအသုံးပြုပြီးတော့ခြံစည်းရိုးတစ်ခုလိုသတ်မှတ်ထားတဲ့နယ်နိမိတ်ကိုထိန်းချုပ်တာဖြစ်ပါတယ် မွေးမြူသူတွေအနေနဲ့ mobile phone ရဲ့ application ကိုသုံးပြီးတော့ virtual chanzio ရဲ့နာမည်ကိုအလွယ်တကူသတ်မှတ်နိုင်တယ်လို့လိုအပ်တယ်လို့အချိန်မီပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် chanzio ကိုရွှေ့ပြောင်းတဲ့အခါ အချိန်ကုန်လူပင်ပန်းတက်တာစီပါရင်ဒရိစနီယာ virtual ချန်စီယိုရဲ့နယ်နမိတ်သားကိုချင်းကက်လာပြီဆိုရင်တော့စနစ်ကအတန်ပေးပြီးတော့တတိပေးပါရင်အဲ့ဒီအခါဒရိစနီယာအတန်ဝန်ချတာနဲ့နယ်နမိတ်ကိုမကြော်တော့ဘဲနောက်ကိုပြန်လဲသွားပါရင်အဲ့ဒါအပြင်အသုံးပြုတဲ့အတန်ကဒရိစနီကိုအန်တီရမပေးပါဘူးစနစ်တစ်ခုလုံးကိုဒရိစနီရဲ့အတွက်လုံခြုံစိတ်ချရအောင်ဒီဇိုင်းထုတ်ထားပါရင်ရေရှည်မှာရိုးရိုးချန်စီယိုထက်ကုန်ကျစရိတ်တက်တာနိုင်ပါရင် ခြံစည်းဥပျက်စီးတာပြန်ဆောက်တာတွေအတွက်စိတ်ပူစရာမလိုတော့ပါဘူးဒီနည်းပညာကတရိษံဝင်မြူရေးလုပ်ငန်းကိုပုံမလွယ်ကူချုံးဝေးစီပြီးတော့တဘာဝပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းနိုင်တဲ့အတွက်အနာဂတ်မှာပိုပြီးတော့အကျဉ်းကျယ်လာနိုင်ပါရဲ့ရှင်